အရေးပေါ်နောက်ဆက်တွဲလာအောင်မင်းကလင်တဲ့နဲ့လာမေရပိုင်တွင်မိုးကြီးရေကြီးမုန်တိုင်းတရင်တွေကိုအရေးပေါ်သင်ဆက်ပေးပါမယ်။ဒီဘပြည်သူများခင်ဗျာနောက်ဆက်တွဲကလင်ကတော့အစိတ်ချလို့မရသေးပါဘူး။မနေ့ကဆိုရင်လည်းမန္တလေးမြို့မှာတတော်လေးကိုပြင်းပါတယ်။အင်အားလေးသမမင်္ဂလိကျူးနယ်လာသွားတာဖြစ်ပါတယ်။မြေအောက်အနက်ဘူးမိုင်လောက်မှာတတော်လေးကိုနှက်ပြီးတော့လာတယ်ဆိုပေမဲ့တတော်လေးကိုပြင်းတယ်လို့ဆိုပါတယ်။ဒီမှာရှိတဲ့မျိုးခန်တွေကတော့တစ်ချက်တည်းနဲ့စောင့်ပစ်လိုက်တာလို့သိရပါဗျ။ ။ဒါကြောင့်ပြည်သူများခင်ဗျာအမေရိကန်ဘူမိဗေဒငလေလေးလိုက်ရီကော်မတီကြီးဖြစ်တဲ့ USGS ကလည်းသတိပေးထားပါရီ။နောက်ဆက်တွဲငလေးဟာအင်အား၆ရက်သမထိလာနိုင်သေးတာဖြစ်တဲ့တော့ပြည်သူတွေအချိန်မီယူဆိုင်မှာရပါမယ်။မမီတို့အိမ်ကမခိုင်ခန့်တော့ဘူးဆိုရင် လုံးဝလုံးဝမနေသင့်ပါဘူးနော်။အသည်မွန်မန်ဒီဆောက်တာပဲဖြစ်ဖြစ်ရှောင်ရှားနေထိုင်တာပဲဖြစ်ဖြစ်အဲ့ဒါမျိုးတွေကိုလုံးဆောင်သင့်ပါရီ။ကျူးတင်ပြင်ဆင်ထားကြပါလုံးဝမပေါ်ဆကြပါနဲ့။ ချက်ပြီးတော့မေလာအတွင်းမူကြီးရေကြီးအရေးပေါ်သတင်းကိုတင်ဆက်ပေးပါမယ်အလုံးလေးတခြားတဲ့အချိန်မှာပဲအခုချိန်မှာမိုးကတော့လောက်ထက်ထိမရွာသွင်းရသေးဘူးချိုင်းနဲ့မြန်မာနေစာဖြစ်တဲ့ပါချီလိမ့်နဲ့မဲဆိုင်မှာတော့တော်တော်လေးဝရေကြီးရှမ်းမှုတွေဖြစ်ပွားနေတာကိုတွေ့ရပါတယ်အခုမိုးလို့သားပညာရှင်ဦးဝင်းနိုင်ရဲ့2025ခုနှစ်မေလာတွင်မိုးရွာသွန်းနိုင်မှုရည်ကြီးနိုင်မှုခြေအနေကိုအရေးပေါ်တင်ဆက်ပေးပါမယ်။အလင်းတိုင်းတိုင်းမွန်ပြည်နယ်ကရှင်ပြည်နယ်အရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်း ၊ကြားပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းနေပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းအလဲပိုင်းနဲ့အောက်ပိုင်းရှမ်းပြည်နယ်တွေမှာ2025ခုနှစ်မေလအတွင်းမှာ အများဆုံးသလက်မမဘုံလဲမအထီပူမူရွာသွန်းနိုင်ပြီးတော့ကချင်ပြည်နယ်နဲ့ဖြစ်ဆက်လေးရှိတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသချုံနဲ့စကိုင်းတိုင်းထက်ပိုင်းဒေသချုံနဲ့နာဂကိုပိုင်းအုတ်ချွေကွင်းရဒေသတွေမှာနေ့စဉ်ရွာသွန်းမြေမိုးရချင်းခန္ဓာမိုးရွာသွန်းနိုင်တယ်လို့ဆိုပါရီလက်ရှိအချိန်မှာဖြစ်ပေါ်နေတဲ့အချိန်ကမဟုတ်မိုးရွာသွန်းခြင်းများဟာမေလ၄ရက်နေ့နဲ့နောက်ပိုင်းမှာကက်တာရန်နာနိုင်ပြီးတော့ မေလ၁၀ရက်နေ့နောက်ပိုင်းမှာလင်းတိုင်တိုင်းမှာစတင်ပြီးတော့မုတ်တုံမိုးရွာသွန်းခြင်းစတင်နိုင်မှာဖြစ်ကြောင်း သိရပါပြီ။ဒါကြောင့်မလို့လက်ရှိရွာသွန်းနေတဲ့မိုးကမေလ၄ရက်နေ့မှာခေတ္တခဏရန်နာမေမေလ၁၀ရက်နေ့ကနေစပြီးတော့ပြန်လည်ပြီးတော့မုတ်တုံမိုးဦးရွာသွန်းခြင်းစတင်မှာဖြစ်ကြောင်းသိရပါပြီ။လင်းတိုင်တိုင်းနဲ့ချင်းဆက်လေးရှိတဲ့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာတရက်ခန့်နောက်ကျပြီးမေလ၁၀ရက်နေ့နောက်ပိုင်းမှာမုတ်တုံမိုးဦးစတင်ရွာသွန်းနိုင်မယ်ဆိုပြီးတော့ဥဝင်နိုင်ငံကခံမှန်းပြထားတာကိုလည်းတွေ့ရပါပြီ။ အလင်းတိုင်တိုင်းရဲ့မုတ်တုံမှုဥရသွန်းနိုင်တဲ့အခြေအနေက24နှစ်အတွင်းနလဲမခွေးခန့်မှာဘုံလေးမခွေးခန့်ထိမိုးများနိုင်ကြောင်းသိရပါရီ ECNWF မော်ရီချိုးတင်ကမန်းချက်များရမေလ17ရက်နေ့မှ19ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းသလင်းတိုင်တိုင်းတို့အနောက်တောင်မုတ်တုံလေးစတင်ဝင်ရောက်နိုင်ကြောင်းသိရပါရီ ECNWF ကမန်းချက်များရထိုးချိန်မှာဘင်္ဂလားပင်လယ်တောင်ပိုင်းနဲ့ဂပ်ပလီပင်လယ်တို့မှာမုတ်တုံလေးအကောင်းနိုင်မှာဖြစ်ကြောင်းလေတိုင်းတို့တိုင်းမှာ30ခန်းမိုင်ခန့်ရှိနိုင်တာဖြစ်ကြောင်းတို့ကို သိရပြီဖြစ်ကြောင်းမူလသားပညာရှင်ဝင်တွေကကြိုးတင်ခန့်မှန်းချက်တွေထုတ်ပြန်လာပြီးတော့လေးတွေ့ရပါရဗျာ